ခတ်သက်တော် ULAAA ကဖန်ဆီးထားတဲ့ချင်းလူငယ်60ကျော်ကိုပြန်လူပေးဖို့ချင်းနိုင်ငံရဲ့ဦးဆောင်ကော်မတီကတောင်းဆိုလိုက်ပါတယ်။ဒီကြောင့်မအာမီကစူးစီးတင်ဆက်ထားပါတယ်။ အရခတ်တော် ULAAA ကဖန်ထားတဲ့ချင်းလူငယ်တွေဟာဇာဝိနေဟိအတွက်ပြီးမှထွက်ပြီးတော့အလုလုကင်မဲ့သူတွေနဲ့ပညာသင်ဖို့သွားကြတဲ့အသက်16နှစ်မပြည့်သေးတဲ့ចောင်းသူចောင်းသားတွေဖြစ်တယ်လို့ဆိုပါတယ်။အခုအဖမ်းခံထားရတဲ့သူတွေဟာရခိုင်ပြည်တွေကမင်းပြားမျိုးနယ်နဲ့မြေပုံမျိုးနယ်တွေကချင်းလူငယ်တွေဖြစ်ကြပြီး2023-24နဲ့25ခုနှစ်တွင်မှအဖမ်းခံရတဲ့သူတွေဖြစ်တယ်လို့ချင်းနိုင်ငံရေးဦးဆောင်ကော်မတီတာဝန်ရှိသူကဆိုပါတယ်။ ့ဒီအဖမ်းခံရတဲ့အာကကြတော့ကျွန်တော်တို့2023အောက်တိုဘာကနေစတယ်2023အောက်တိုဘာမှာကျွန်တော်တို့ဒီမြေပုံမြို့နယ်ရဲ့မြို့ချင်းရွာတေရမှာရှိတဲ့ဆရာမတယောက်ဖမ်းခံရတယ်အဲနောက်တစ်ခုကကြတော့2024အဲစက်တင်ဘာမှာကျွန်တော်တို့ဒီပြည်မဖက်ကိုသွားမယ်ဆိုရက်ဆက်လီသစည်းကနံပေါ်ကြီးနောင်တော်ငယ်မှာအာအရခတတော်ရဲ့ဖန်စီချင်းကိုခံရတယ်ကျွန်တော်တို့ဒီ2025မှာကြတော့အာအပရီအပရီမီ အဲ့အသွင်းမှာကြတော့ကျွန်တော်တို့ဟိုဒီတချို့လူတွေကြတော့ရခိုင်ယူမကိုကြော်ပြီးတော့ပေါ့လေပြည်မဖက်ကိုသွားမဲ့လူတွေအဲ့ဖန်ခံရတယ်နောက်တစ်ဖက်ကြတော့ကျွန်တော်တို့ဒီအကြောက်ဖြူမျိုးရဲ့တစ်ဖက်တကမ်းမှာရှိတဲ့တဲချောင်းကူလို့စိတ်ယူရမှာဖန်ခံရတယ်လို့ကျွန်တော်တို့မြေပြင်ငါအချက်လက်ရကျွန်တော်တို့သိရပါတယ်ခင်ဗျာဟုတ်ဆိုတော့ဖန်ခံရတဲ့အထက်မှာဒီကလေးဟိုအသက်အရွယ်အဖြစ်ကြတော့ကျွန်တော်တို့73နှစ်ကနေကျွန်တော်40နှစ်အတွင်းအမျိုးသမီးရောယောက်ျားလေးရောကလေးတွေရောပါဝင်တယ်လို့ကျွန်တော်ကြားရပါတယ်ခင်ဗျာဟုတ် ရခိုင်ပြည်ထဲကချင်းကျောင်းသူကျောင်းသားတွေအပါအဝင်လူငယ်63ယောက်ထက်မနည်းကိုအေအေကဖမ်းဆီးထိန်းသိမ်းထားပြီးစစ်တင်နှံပေးနေတယ်လို့လည်းချင်းနိုင်ငံရဲ့ဥဆောင်ကော်မတီကမေလ28ရက်နေ့ကထုတ်ပြန်လာတာဖြစ်ပါရယ်တစ်ဖက်မှာလည်း ULAAA ရဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကို CPSA ကဝေဖန်ထောက်ပြထားပါရယ်ဒီပြဋ္ဌာန်းချက်ဟာပြည်သူတွေနဲ့ဆွေးနွေးညှိနှိုင်းမှုမရှိဘူးလို့ဆိုပါရယ် NDEP ပြဋ္ဌာန်းချက်အရလူငယ်တွေ ရခိုင်ပြည်ကနေမထွက်ခွာဖို့မေလ22ရက်နေ့တာမြင့်ချက်ကလူအခွင့်ရေးစံနှုန်းတွေနဲ့ကင်းကွာနေတယ်လို့လည်းဆိုပါတယ်။ Okay အဲ့ကျွန်တော်တို့တော့ဒီဟိုဥပဒေပြဋ္ဌာန်းချက်အပေါ်မှာကျွန်တော်တို့ဒီကန့်ကွက်တာမျိုးမဟုတ်ဘူးပေါ့လေနော်ဆိုတော့ဒါဟိုရှင်းရှင်းလင်းလင်းသိစေချင်တယ်ကျွန်တော်တို့ဒီဒီ NDP ကိုကျွန်တော်တို့ဟိုတန့်ကွက်တာမဟုတ်ဘူးဒါပေမဲ့ဒီ အာ NDEP ရဲ့ပြဋ္ဌာန်းချက်မတိုင်ခင်မှာကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာရှိနေတဲ့အာတခြားတိုင်းရင်းသားတွေနဲ့အဲဘယ်လိုပြောမလဲအရင်ဆုံးညှိနှိုင်းတင့်တယ်လို့တော့ထင်တယ် အသက်၈၈နှစ်မပြည့်သေးတဲ့ကလေးတငယ်တွေကိုအတင်းအာဓမအစစ်မှုထမ်းခိုင်းစေတာဟာလူအခွင့်ရေးအရာအစ်ရာဇွမှုမြောက်ကြောင်း ULAAA ရဲ့အောက်ခြေအားလူတွေကျွလွန်နေမှုတွေကိုခေါင်းဆောင်တွေတိနာလဲ့ပြီးဖြည့်ရှင်းပေးဖို့တောင်းဆိုတာလို့ဆိုပါရယ်တစ်တုံညာနှစ်ခွန်စစ်စင်ရေးအဖြစ်ရခိုင်ပြည်မှာတကြောပြန်တိုက်ပွဲတွေဖြစ်လာပြီးပြည်သူအလုံးဟာစစ်မရေးပညာရေးအသက်မဝမ်းကြောင်းဆိုင်ရာအခက်အခဲအကျက်တဲတွေနဲ့ရင်ဆိုင်နေရပြီးရခိုင်ပြည်ထဲမှာနေတဲ့ချင်းလူမျိုးတွေပါ အလားတူအခက်အခဲတွေကိုခံစားကြုံတွေ့နေကြရတယ်လို့ဆိုပါရရှင်။